ဒီလေကျမတို့တော်တော်များများလာမေးကြတာပေါ့နော် Zoom error နဲ့တူတယ်ကျမလည်းဖြစ်တယ်ကျမကပြီးခဲ့တဲ့တပတ်နှစ်ပတ်ကျော်လောက်ခရေရဖြစ်တာပေါ့နော်အဲ့လိုမျိုးကွာ Zoom ကိုဝင်လိုက်လို့ရှင်အဲ့လို connecting ပဲပြရတယ်အကြိုက်လဲနေတာပေါ့နော်ပြီးတော့ဒီလိုမျိုးကြီးလဲပေါ်ရပေါ့နော်အဲ့ဒါဆက်မလေးကြီးလဲ တော်တော်များများလာမေးကြတယ်။ဒါက host ဘက်ကနေပြီးတော့မှဖြစ်တဲ့ case ပေါ့နော်ဖြစ်တဲ့ပြဿနာပေါ့နော်။အဲအចောင်းသားတွေဘက်ကကြတော့ဘာဖြစ်လဲဆိုတော့ចောင်းသားတွေဘက်မှာကြတော့လေကိုက meeting ဝင်စလိုက်ပြင်မယ်လေ။သူတို့ကမှာအာမီတင်မစသေးဘူး your host ကအမင်း host က meeting မစသေးဘူးဆိုပြီးတော့ ဲ့လိုမျိုးပြရတယ်ဥပဒေမှာပေါ့နော်ခုနလို connecting ဖြစ်ပြီးတော့မှဒီလို error code တွေကြရတဲ့ပြဿနာကြီးဖြစ်နေရပါတော့ဒါကျွန်မလည်းဒါအခုလက်ရှိဖြစ်နေရပေါ့အဲ့တော့ကျွန်မကကြတော့ဘာနဲ့တည်လဲလဲတည်လဲသွားလဲဆိုတော့လေကျွန်မ VPN ဖွင့်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ XVPN လေးပေါ့အဲ့ VPN ကိုဖွင့်လိုက်တယ်ဒီမှာဆိုရင်အာစက္ကလို့လေးရပါတော့ VPN ကိုခဏလောက်လိုက်တယ် ့ VPN ချိတ်သွားပြီပေါ့နော် VPN ချိတ်သွားပြီဆိုလို့ရှိရင်ဒါပြန်ဝင်ကြည့်လိုက်ပြန်ဝင်ကြည့်လိုက်ရင်음ပြန်ဝင်ကြည့်လိုက်လို့ရှိရင်တော့ရပါပြီဟမ်တူလားเนาะဒါပေမဲ့လေအဲ့မှာကရပြီဆိုပေမဲ့ဟိုကျွန်တော်ကဒီတိုင်းတင်လို့ရှိရင်လေအမှဘာဖြစ်သွားလဲဆိုလို့ရှိရင်ဟိုကဖြစ်သွားလိမ့်မယ်လိုင်းရလက်နေလိုင်းထစ်နေလိမ့်မယ်เนาะအဲ့ခါကျတော့ရှိရင်အဲ့လိုဝင်မီွားပြီဆိုလို့ရှိရင်တော့ကျွန်မကတော့ဒီ VPN ကိုပြန်ဖြုတ်လိုက်တယ် disconnect ပြန်လုပ်လိုက်တယ် discount နဲ့ပြန်လုပ်ပြီးတော့မှစတင်လို့ရှင်ဒါအဆင်ပြေပြေတင်လို့ရတယ်ပေါ့နော်ဒါက host တွေဘက်ကဖြစ်တဲ့ပြဿနာအဲကလေးတွေဘက်ကဖြစ်တဲ့ပြဿနာကြတော့ဘာလဲဆိုတော့ဒီလိုကိုက meeting ဖွင့်ထားရယ်ပေါ့နော် meeting ဖွင့်နေပြီးအဲ တခြားသူတွေလည်းရောက်နေပြီဒါပေမဲ့တချို့တွေကမရောက်လာသေးဘူးပေါ့နော်အဲ့တော့အဲတော့ခေါ်ပါကဲပြီလေအဲကလေးတွေကကိုဒီအချိန်တိုင်းအချိန်တက်မှတ်လာတဲ့အချိန်မှာမရောက်လာဆိုတော့ခေါ်ပါဘာဖြစ်ဆိုသူတို့ဘက်မှာကြတော့ဗာပြနေလဲဆိုတော့အဲနော်မီတင်မစသေးဘူးမင်းရဲ့ host ကမီတင်မစသေးဘူးဆိုပြီးတော့သူတို့ဘက်ကပြောတယ်ပေါ့နော်အဲ့တော့သူတို့ကအော်ဒီချက်ကမီတင်မဖွင့်သေးဘူးဆိုပြီးတော့သူတို့ကစောင့်မရမျိုးတွေရှိတယ်အဲ့ဒါကြောင့်မလို့အဲဒီကိုဝင်လို့ရပြီဆိုတာနဲ့ကလေးတွေတစ်ချက်စောင့်ကြည့်လိုက်စောင့်ကြည့်လိုက်လို့မရမဝင်လာဘူးဆိုလို့ရှိရင်တော့ပျော့ပေါ့နော်ကလေးတွေ ဖုန်းဆက်တာပဲဖြစ်ဖြစ်နည်းနည်းကိုဘက်ကနေပြီးတော့အဲပြောလိုက်ပေါ့အဲ့ခါကျမှတီချဲအဲမဆိုလို့ရှိလို့ရှိရင်အငြင်းတန်းဖြစ်တယ်အတီချဲဝင်သားရေလေးဟုတ်တယ်သူတို့ကတကယ်ဝင်သားတာဒါပေမဲ့သူတို့ဘက်မှာလည်းကိုကမစသေးဘူးလို့ပြောတာအဲ့ခါကျလို့ရှိရင်သူတို့ပြန်ထွက်ခိုင်းလိုက်ပြန်ထွက်ပြီးပြန်ဝင်ခိုင်းလိုက်ဒါဆိုလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်ဒါလက်ရှိ zone ရဲ့ error ပေါ့နော်ကျမတို့ဖြစ်နေရတော်တော်လေးကြာပြီးနှစ်ပတ်ကျော်လောက်တောင်ဖြစ်နေပြီပေါ့နော်အဲ့တော့အမနီရတော့ update ပေးထားတယ် update ပေးရတော့မှပဲသူအဆင်မပြေသေးဘူးပေါ့နော်အဲ့တော့လက်ရှိ online တင်နေတဲ့သူတွေကြုံနေရတာပါအဲ့ တော့ဒီချက်လေးတွေအဆင်ပြေကြပါစေ။ကျောင်းသားတွေလည်းအဆင်ပြေကြပါစေ။ကျောင်းသားတွေလည်းဒီချက်မဖွင့်အမ်ဒီချက်မီတင်မဖွင့်သေးဘူးဆိုပြီးစောင့်နေနေနော်။အဲ့တော့ဒီချက်တို့လည်း group တွေထဲကနေပြီးတော့မှအဲ့လိုမျိုးဆက်သွယ်ကြည့်။အဲ့ချက်တမိ join နိုင်နော်။ဒါ join နိုင်နော်။ဒီချက်ကလည်းအဲ့လိုမျိုးကိုဖွင့်လိုက်လို့ကျောင်းသားလေးရောက်လာပြီဆိုမရောက်လာသေးတဲ့သူကိုသွားပြီးတော့မှဆက်သွယ်ပြီးတော့ပြောကြည့်ပါ။အားလုံးပဲအဆင်ပြေကြပါစေ။တတား